အမျိုးသမီးတူကမေးထားပါတယ်ဆရာကြီးများရှင်တခုလောက်မေးချင်လို့ပါဘာနီယတ်မှ မရှိပဲအယောင်းဝယ်ပေါ်ကရတဲ့အမျက်အချို့ကိုစောတကအဖြစ်ဖယ်ထားတာရှိပါတယ်အဲ့ဒီပိုက်ဆံကိုကော်ရဘာနီထဲမှာထည့်သုံးပိုင်ခွင့်ရှိလားရှင် بسم الله الرحمن الرحيم လုံငန်းကနေရရှိတဲ့တအမြတ်တချို့ကိုတအလိုက်လာမှာတုံးဆဲမဲ့ဆိုတဲ့နေရက်နဲ့ တင်တာအနေရက်နဲ့ရွေချက်နဲ့တင်ထားတာပေါ့ဆိုအဲ့ဒါလို့တင်ထားလိုက်လို့ဖယ်ထားလိုက်လို့ဒီပစ္စည်းကဒီရွေသူရဲ့ပန်ဆန်းမှုကလည်းမထွက်ပါသူပိုင်တော့မယ်ဒါကရွေချက်တစ်ခုပါတယ်ဖြစ်တယ်အဲ့ဒါလို့ကောင်းမှုလုပ်ငန်းတွေမှာတုံးဖို့ဖယ်ထားတယ်ဆိုပြီးတော့ဖယ်ထားလိုက်ရုံနဲ့ဒီပစ္စည်းကဒီရွေသူရဲ့ပန်ဆန်းမှုတွေမှာပဲရှိတော့ တော့သူ့ရဲ့ပင်ဆိုင်မှုတွေမှာရှိတုံးပဲဆိုတော့သူကြိုက်တယ်လို့သုံးဆွဲလို့ရတယ်။အကောင်းမှုလုပ်ငန်းတွေမှာလည်းသုံးလို့ရတယ်။ဟာလားဆရကသူစင်ရည်ကိုဆရကပြလိုက်လို့လည်းရတယ်။အကျောင်းသားတွေကိုပညာရေးမှာထောက်ပံ့လို့လည်းရတယ်။အပလီဝတ်ကျောင်းတော်ရဲ့စာလုပ်ရေးကျောင်းတွေစာလုပ်ရေးမှာဆရကကြားရအဖြစ်နဲ့လည်းပြလို့ရတယ်။အဲ့ဒါအဲ့လိုကော်လဘာနီမှာလည်းသုံးဆွဲလို့ရတယ်။အဲ့သူ့ရဲ့ ဒီကောင်းမှုလုပ်ငန်းတွေမှာမဟုတ်ဘဲနဲ့သူ့ကိုယ်ပိုင်အတုံးစိတ်သွားတယ်တော်လို့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ပိုင်ဆိုင်မှုကနေမထွက်ပါဘူး။ဒါပေမဲ့ရေဝဲထားတာဖြစ်တဲ့သူညတခုလောက်ထားတာဖြစ်တဲ့သူဒီပစ္စည်းတွေကိုကောင်းမှုလုပ်ငန်းတွေမှာတသဒနာမှာအကျိုးဆက်ပါပြရတဲ့လုပ်ငန်းတွေမှာတောင်းတာပိုကောင်းတယ်။ဒါကြောင့်အာဒီကော်ဒဘာနီဆိုတာလည်းဒါလည်းအကျိုးဆက်ပါပြရတဲ့အလုပ်တစ်ခုဖြစ်တဲ့သူအဲ့မှာလည်းဒီဒီငွေကိုတုံးဆွဲတာကောင်းတဲ့ကိစ္စပဲဖြစ် <laughs>